မင်္ဂလာပါဒီဗီဒီယိုမှာတော့ Xiaomi phone တောင်းတဲ့သူတွေအတွက်ပေါ့နော်ဒီကောင်ကဒီ stable phone တောင်းနေတဲ့သူတွေဆိုလို့ရှိရင်မျက်စိရှုပ်စရာဖြစ်တဲ့ဒီဘက်ကဒီမှာညာဘက်ခြမ်းဆွဲလို့ရှိရင်ဒီ screen ပေါ်မှာပေါ်တဲ့ဟာရယ်ပြီးလို့ရှိရင်ဒီဒီမှာ home screen ဆက်ပါဒီကောင်လေးရယ်ပေါ့နော်ဒီကောင်လေးဆိုလဲကျွန်တော်အသုံးမလို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် app ဆွဲချင်မယ်ဆိုလို့ရှိရင်ဒီကောင်ဒီတေဥစာနဲ့ပေါ်လာတဲ့ဒီ content content center ဆိုပြီးဒီကောင်ပေါ်လာတော့ပေါ့နော်ဒါလည်းအများကြီးပဲ တိုင်းကြတဲ့ကိုတွေကမတော့ဘူးပေါ့နော်မတော့လည်းမလို့ဘူးပြောမဆိုလို့ရှိရင်အဲအီတာလီတွေရပြီးလို့ရှိရင်မဒီအလယ်နာလေးမှာဆွေးချမဆိုလို့ရှိရင်မမဒီလိုမျိုးတရုပ်စာတွေအများကြီးပေါ်လာတယ်ပေါ့နော်ဒီကောင်တွေကိုဘယ်လိုပိတ်လို့ရမလဲပေါ့နော်ပိတ်ရနီလန်တွေကိုပြောပြပေးသွားပါမယ်အရင်ဆုံးပိတ်ဖို့တော့ဆိုလို့ရှိရင်စက်တင်လေးကိုသွားလိုက်မယ်ပြီးလို့ရှိရင်အောက်နာလေးနည်းနည်းဆွေးချလိုက်နော်အောက်နာလေးနည်းနည်းဆွေးချလိုက်ဒီမှာကျွန်တော် home screen ကိုမြင်နေရမယ်ဟုတ်စကရင်လေးကိုဝင်လိုက်မယ်ပြီးလို့ရှိရင် ဒီဒုတိယစာကြောင်းပါဘောနော်ဒီကောင်လေး on တယ် on ဟာကိုကျွန်တော်တို့ဒီမှာပိုက်ပစ်လိုက်ပါနော်အကောင်လိုက်ပြီးတော့ off လိုက်လောက်ပစ်လိုက်ပြီးရှင် close နေလိုက်ပြန်ထွက်မယ်နောက်တစ်ခုကဒီဒီသူ့ရအောက်ကပဲဒီဒီကောင်လေးပေါ့နော် swipe up on the home screen တူပြီးတော့ဒီကောင်လေးပါဒီနေရာမှာ content center ဖြစ်နေတဲ့နေရာမှာကျွန်တော် name ကိုထားလိုက်မယ် โอเคပြီးလို့ရှိရင် yes word down on the whole screen ပေါ့နေအောက်ကကောင်ပေါ့နော်သူကဒီနေရာမှာ sub လို့ဖြစ်နေတယ်နော် sub bar ball လို့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ notification share and control center ကိုပြောင်းလိုက်မယ်ပြီးလို့ရှိရင်ခဏကဒီဒီ whole screen whole screen sub bar ဆိုပြီးအမပေါ်လာရှိတယ်ပေါ်နေတာဒီအဲ့ဒါဆိုလို့ရှိရင်ဒီ bar လေးကိုပိုက်ပြလိုက်မယ်ပြီးလို့ရှိရင် remove နိုင်လာပေါ့နော် okay ဒါဆိုလို့ရှိရင်တော့တော်တော်ရှင်းဝင်လိုက်ပြီပေါ့နော် အဲ့ပြန်ထွက်ကြည့်လိုက်မထွက်ပြီးတော့ကြည့်ကြည့်မယ်။ Okay ဒါဆိုလို့ရှိရင်မအောက်ကခဏကဒီနားမရှိတဲ့ဒီ home screen ဆက်ပါကလည်းမရှိတော့ဘူး။ပြီးလို့ရှိရင်ဘယ်ပဲချမ်းဆွဲမှဆိုလို့ရှိရင်လည်းမခဏကဒီရှုပ်ပွားနေတဲ့ screen ကသူမပေါ်တော့ဘူးပေါ့နော်။ဒီအပေါ်ကနေဆွဲမှဆိုလို့ရှိရင်လည်းဒီ notification ပဲကြာတော့တယ်ပေါ့နော်။ခဏကဒီရှာတဲ့ဒီတိကျဥစ္စာတွေပြည်နေတဲ့ဒီ website ကိုတော့မရောက်ပါဘူးပေါ့နော်။အောက်ကအောက်ကနေဆွဲတင်လေဒုနီလကောင်ပဲ။ ာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျက်စိရှုပ်သက်တာတော့ဗောနော် stable phone တွေမှာဆိုလို့ရှိရင်တော့ phone line လိုလိုလောက်ထပ်သေးတယ်ဗောနော်ဒီကောင်ငါဒီမှာဒီဒီကောင်ငါကြတော့မှဒီ Xiaomi Note 13 Pro Plus ဗောနော်ဒါတော့ stable version ဗောအဲကဲလို့ global version ဆိုရင်တော့လောက်ပြရမလို့ဗော global version ဆိုလို့ရှိရင်တရုပ်စာကလုံးလုံးမပါဘူးဗောနော်ဆိုတော့ဒီ stable version မှာပဲဒီတရုပ်စာတွေရှုပ်နေမှာဆိုလို့ရှိရင်တော့ဒီနီးနဲ့ပိုက်တက်လို့ရတယ်ဗောနော် တော့လေးလာပါမယ်။စမပီလည်းကိုကိုရှိမှဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါ။ဗီဒီယိုကိုစောင့်နေတဲ့ကြည့်ပေးတဲ့တော့ကျေးဇူးတင်ပါတယ်။